ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးမေကွန်းရှင်ကဥယဲထွန်းနိုင်ပါဥယဲထွန်းနိုင်ဟုတ်ပြီအသက်50ပါဆရာကြီးဟုတ်ပြီစဖို့မှုပါတဲ့ဘန်ကောက်မှာပါဟောဘန်ကောက်မှာဟုတ်ပြီဟုတ်ကဲ့ကျွန်တော်ကတဲ့ရန်ကုန်မှာတော့ဆရာကြီးထံမှာတဲ့မိသားစုလိုက်ဆေးပြဘူးပါတဲ့။အော်မိတ်ဆွေဟောပါဟုတ်ပြီ။ဟုတ်ကဲ့ပါဆရာကြီး။အခုတဲ့အသားရပါတယ်တဲ့။ဟုတ်ပြီ။ညလုံးဝါပါတယ်တဲ့။အဲ့ဒီညလုံးဝါတာသိထားရမယ်။ဟုတ်ကဲ့ဆရာကြီး။နော်။ညလုံးဝါလာပြီဆိုရင် အသေးတစ်ခုအားနဲ့လာပြီဟုတ်ကဲ့ဆရာကြီးဗဒအားနဲ့လာလို့မေးရင်ရသာ6ခုအခါတအားနဲ့သွားလို့အားနဲ့တော့ဟုတ်ကဲ့ပါဆရာအဲ့ဒီအခါတအားနဲ့ဆိုတော့ကျွန်တော်တို့အခါလေးတွေစာပြရမယ်ဗဒလုံလာဆိုအကြော်တွေလှော်ထားတာတွေမိဖုတ်ထားတာတွေกินထားတာတွေသူ့လုံကစဖို့မှုလုံကလောက်တာဟုတ်ကဲ့ဆရာကြီးတို့ဆိုအနည်းဆုံးသူကြော်ပြီးလို့ဆိုမီးမစားတော့မြည်ရပါပဲလေဟုတ်ကဲ့ဆရာကြီးမြည်ကြတဲ့ကိုတနေ့နေနဲ့တနေ့နေနဲ့မြည်ရတဲ့ကို အကျိုးကနေတိုင်းစားသူဖြစ်တာဟုတ်ဟုတ်ကဲ့ပါဆရာနောက်တစ်ခုပါးစားကြတယ်စားတာမဟုတ်တော့ဘူးလေနှာခေါင်းကိုယ်တိုင်ကြော်ပြီးဆိုနှာခေါင်းကလည်းပဲညော်ပြီးပေါ့ညော်စားတာပဲပေါ့ဟုတ်ကဲ့ပါဆရာအဲ့ဒါလေးကိုကစင်ကျင်နိုင်ရပါတယ်ဟုတ်ကဲ့ပါဆရာဘလို့စင်ကျင်မဲဆိုရင်မတ်လိတတ်မယ်ကို့နောက်မှာပန်ကာတီးတီးပေါ့ဟုတ်ကဲ့ဆရာကို့နောက်ကြော်မှာကို့နှာခေါင်းထဲဝင်လာမဲ့အညွန်နဲ့ကို ပြင်မောင်းထုံမဲ့တွန်းထုံမဲ့ပန်ကာလေးတစ်ခုအများနဲ့ရှိနေသိကောင်းတယ်လို့ဟုတ်ကဲ့ပါဆရာဒါလေးက ရုပ်ဆိုပြင်ပေးနေရတာပဲတမီဟုတ်ကဲ့ပါဆရာမပြင်ပေးရင်ရုပ်ကကောင်းတာပဲဟုတ်ကဲ့ပါပြစ်ထားရင်ရုပ်ကရုပ်ကဘယ်ရထူလာတာပဲဟုတ်ကဲ့ပါဆရာရုပ်ဆိုပြင်ရပါမယ်လို့အသားရတာဆရာရင်အရတာတော့ခုနပြောတဲ့အခါတက်နေလို့ရတာနေလို့ဟောဟုတ်ကဲ့ဆရာအကြော်တက်များလို့ရတာဟုတ်ကဲ့ပါဆရာအကြော်တွေအားလုံးရှောင်ပါအခါမှာနှမျိုးရှိပါတယ်ကြောင်ရှားတမားကဲ့သို့ဘူကားမစားပါနဲ့ဟုတ်ကဲ့ပါဆရာမဲဇီလီဂွေးတော့ပေါ်ပန်းပြူကဲ့သို့ အီခါကိုစားပါနောက်လိမ့်မဲ့ဆိုလို့ရှိရင်လည်းပဲနတ်သက်ဖြူတောင်တန်းကြီးတောင်တန်းကလေးကိုပူတာမလိမ့်ပါနဲ့တနခါကရမက်ကိုလိမ့်ပါဟုတ်ကဲ့ပါဆရာအဲ့လိုပြုပြင်လိုက်လို့ရှိရင်တိတိသားကိုရပိုင်းအတွက်ပါကိုပြန်ပြီးကောင်းတော့ပါပါလို့ဟုတ်ကဲ့ဆရာသူရေးထားတာလေးဆက်ဖတ်ပြရမယ်နော်ဟုတ်ပြီအခုတည်းကသူကထိုင်းပါတဲ့လဲလူရွယ်မရှိပါဘူးတဲ့လဲလူဟုတ်ဟုတ်ကဲ့ တောင်တလဲရွယ်ပဲရှိတယ်တဲ့အဲ့ဒါအသုံးပြုလို့ရတယ်လားအာရတယ်တောင်တလဲရတယ်အော်ဟုတ်ကဲ့ဆရာတောင်တလဲအသုံးပြုရတောင်တလဲအရွယ်လဲအသုံးပြုရတောင်တလဲတီးလေအသုံးပြုလို့ရတယ်ဟုတ်ကဲ့ပါဆရာကြီးအသုံးပြုပါလို့ဟုတ်ကဲ့ပါဆက်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်ကြပါစေဗျာ